အဆိုင်နံပါတ်3မှာမေခွန်းရင်ဖတ်ကြည့်ပါမေခွန်းဆရာတို့ဗာပေးထားတယ်ပေါ့ find the two comma negative three comma five and seven comma five comma negative two ခဏပုံခဏပုံတပြီးပဲသုံးပါလေအမှန်တကူကြာခေါ်ပြီးလို့ချင်းဒါ root နဲ့ထပ်တင်ပါအောင်ပေါ့နော်အဲအဲ့တော့ဆရာကတော့တွက်ရလွယ်အောင်ဆိုပြီးတော့ဒါ a နဲ့ b ပေးလိုက်တယ်ကိုကြားရတီးခွင့်ရှိတယ်နော်ဒါဆို a b လို့ချင်းပုံစံနည်းရင်းလိုက်တယ် root နဲ့ထပ်တင် ါပါเนาะအဲရူးတင်မယ်နှစ်သက်တင်မယ်နှစ်သက်တင်နှုတ်ရကဘယ်လိုနှုတ်မလဲဆရာအနောက်တရရှိပဲနှုတ်လာမလားဒါပါရမယ်7 minus 2 the whole square 5 minus minus 3 the whole square minus 2 minus 5 the whole square ပေါ့เนาะဒါဆိုရင်ပြလိုက်ရမယ်5 square 25ဒီမှာ minus မှာဆို plus မဖြစ်ဘူးလား8 square 64 minus 7 negative 7 2 square 49 ါလာစကောရော13 138ရမယ်ဒီဒါမဲ့ဆရာတို့ထားရတသမားနဲ့မထုတ်လေရအောင်ရမယ်နော်တော်လေရမယ်နော်ကျန်တော့ဘုတ်ဆက်ပြောလာမယ်နော် number for me go for show that the point negative 1 comma 2 comma 5 1 comma 1 comma 6 0 comma 5 comma 6 right triangle ဒီအမှတ်၃မှတ်ကိုစတာတဲ့ပုံကားတဲ့ဒေါမန်ထရီကန်ဖြစ်ကြောင်း အဲဒါမှတ္တိကဖြစ်ကြအောင်ဆိုဘာဖြစ်ရမှာလဲဒါမှတ္တိကလို့အနာလိနာလားဟုတ်ပါတတိကဒါမှတ္တိကဆိုပါတိဥရံဖြစ်ရမှာလဲပါတဝိရတိဥရံ ਨੇ ဒါပြည်လည်မှုရှိရမှာတဘောအရှိဆုံးနိုင်တစ်ချက်ကကျန်နာတစ်ချက်ပေါင်းခြင်း ਨੇ ညီရမှာပေါ့အဲ့တော့ဒီမှာဆရာပုံသေးတော့ပြောလို့မရအောင် AB2 ဟာဟို BC2 ပဲလဲ AC2 လားဘယ်လိုလဲဆရာလည်းမသိဘူးအတိကဘာဘာပြောချင်တာဆိုတော့ဘယ်ဟာအရှိဆုံးနားလဲဆရာမသိသေးတာအဲ့တော့ ခြေသောနဲ့အနာဘက်အရာလဲအရင်ရှားလိုက်အောင်ပေါ့နော်အဲ့တော့ဘာရှား AB ရှားမယ် BC ရှားမယ် AC ရှားမယ်အဲ့ဒီမှာအခြေသောနာဆိုတာထွက်လာလိုက်နော်အဲ့တော့ပုံစံကြီးရင်ရေးလိုက်တယ် AB လိုချင်ရင်ဘယ်လိုလုပ်မလဲ AB ရဲ့တိစလို့ချင်း A နဲ့ B ကိုကြည့်ပါဒါရှား A လို့တည်ရတယ်ဒီမှာလေအာ AB ကြည့်ဆိုတော့ A ရဲ့ B ရဲ့အနောက်ရဲ့ရှေ့ကိုနှုတ်နာရီရှိနော်နော်နာရီရှိနော်ဘာလို့မလဲနရတ်တင်ဒါဆို AB မရလားနောက်တော့က BC B C ဆိုလည်းဘယ်သူကြည့်မလဲ B နဲ့ C ကိုကြည့် B မှာရှိတဲ့ B နဲ့ C ရဲ့ x ကုနော် y ကုနော်တဲ့နဲ့ z ကုနော်တဲ့နဲ့ရမလားဒါကခုအစားစင်းတတ်မယ်နော်ဒါအရင်ထဲကသိခဲ့ပြီးသားဟာပဲ square root ကလေ B C ဆိုဘာဖြစ်လဲ B နဲ့ C ကိုကြည့်လေဒီကောင်ကဘာနောက်တာလဲ x ကိုအနောက်တွေကနေရှေ့ကိုနောက်တာဒီမှာဒီကကြည့်လိုက်ဒါ B ဒါ C ဆိုတော့0 1နောက်တစ်ခုဆိုရင် y ကုနော်တော့5 1နောက်တစ်ခုဆိုရင်7 1 the whole square ပါเนาะဒါ PC မို့လို့ PNC ကိုကြည့်အဲအဲ့ဒီဟာရှင်သူပြရနောက်တစ်ခုပါရှာအောင်မယ် AC AC ဆိုဘယ်သူများဘယ်သူကြည့် NC ကိုကြည့်เนาะ square root ကအရှင်တစ်ခုနှုန်းနရတ်တင်အလယ်တစ်ခုနှုန်းနရတ်တင်အနောက်တစ်ခုနှုန်းနရတ်တင်အဲ့တော့ဒီသုံးခုမှာဘယ်သူဟာအရှိဆုံးလားဒါဆိုရှာတော့ root root sum ပြီးပေါ့เนาะဒါဆိုဘာဖြစ်မှာလဲရှာတော့ဘာဘယ်လိုရှာအမှန်ကအကြောင်းပြဖို့อ่ะဘယ်သူကလဲဘယ်သူရဲ့နှစ်ထပ်က BC ရဲ့နှစ်ထပ်က AB square AC square နဲ့ဒါဘာဖြစ်ခဲ့ရင်ညီခဲ့ရင်ဒီသတိကံကဘာသတိကံဖြစ်ပြီဒါမှသတိကံဖြစ်ပေါ့အဲ့တော့ရှာပေါ့ BC square ဆိုဘယ်လားရ BC root 70ဆိုတော့ BC square ဆိုတော့70ပဲရတော့မှာပေါ့ root ပြအောင်မှာပေါ့ဟုတ်လားနော် AB square AC square ဆိုတော့သူ root တွေမပြအောင်လားအဲ root 6 those square နဲ့ root 11 those square ဆိုတော့ root ပြ6 11ဆိုတော့70 BC square ကလည်း root ပြတော့70ထို့ကြောင့်သူတို့နှုတ်ကဘာဖြစ်လဲ ညီရဲညီရဲတကြဒီတိကံကဘာတိကံဖြစ်လဲ right track ရဲ့ down မတိကံဖြစ်ရမယ်နော် number 5မှာ number 5ဆရာတော့ဘာဖြစ်ကြအောင်ပြခိုင်းတာလဲ colonia ဒီအမတ်၃မတ်က colonia ဆိုတာဘာလဲမြင်းတစ်ဖြောက်တည်းကြတာပါနော်မြင်းပြောက်တစ်ခုတည်းပုံမှာကြအောင်နေတာဒီအမတ်၃မတ်စလုံးက တဘောကဒီအမှတ်သုံးမှတ်ကိုစိုက်ပါပါပါမြင်ရမှာမြင်ပြရမှာပေါ့နော်ပြောချင်တာမြင်တပြောင်လေးကြာအဲ့တော့ဘယ်လိုလုပ်မလဲဒီအမှတ်သုံးမှတ်ကမြင်တပြောင်လေးကြာကြောင်းသတိပြချင်းဆိုတော့ဘယ်လိုလုပ်မလဲဆိုရင်အပေါ်မှာဆရာဆွဲလိုက်မှာပေါ့နော်ဒါမြင်ပြပေါ့နော်အမှတ်သုံးမှတ် A ရ B ရ C ရရှိတယ်ဒီလိုရှိမှာပေါ့ဒါဆိုရင်တော့ A B C နော်ဒီလိုနှစ်ခုရှိမှာပေါ့ကွာ ဲ့တော့ဘယ်ဟာကမြင်းတစ်ပြောက်လဲကြာတာပေါ်ပေါ်ဟာပေါ့နော်အဲ့လိုမြင်းတစ်ပြောက်လဲကြာတာကိုတတိပြနိုင်ဖို့ဆိုဘယ်လိုပြောက်လို့ရမလဲသူ့အမှတ်ကြည့်ကြတော့မဟုတ်လေဒီအမှတ်သုံးမှတ်မြင်းတစ်ပြောက်လဲကြာတောင်းဘယ်လိုတတိပြလို့ရမလဲဒီ distance formula ပဲသုံးမှာကွာဆရာတော်ကျတော့မို့မှန်တယ်လေဗဒကတာဗဒကမလို့တော့ဒီဟာဒီဒေသဖို့မိလာပဲတော့မှာဒါခဏပြောတာဟာပဲဘာဖြစ်လဲမြင်းတပြောက်တည်းကြားရဆိုဘာဖြစ်လဲ အနာသေးနှစ်ခုပေါင်းလက်ကဘာဖြစ်နေရလဲဘာနဲ့ညီနေရအနာကြီးနဲ့ဘာဖြစ်နေရလဲညီနေတယ်ဆိုရင်အဲ့ဒီအမှတ်သုံးမှတ်ဘာဖြစ်လို့လဲမြင်းတစ်ပြားလည်းကြာလို့ပေါ့တဘောကဒီပုံမှာဆိုရင်ဒီအောက်ကမြင်းတစ်ပြားလည်းမကြတဲ့ပုံမှာဆိုရင်အနာသေးနှစ်ခုဖြစ်တဲ့ AB နဲ့ BC ပေါင်းလက်က AC နဲ့ညီလာဘလို့ဖြစ်နေမှာပယ်လို့ဆိုတာမဟုတ်လေညီမာလားငယ်မာလားကြီးမာလားဘယ်သူကကြီးမာလဲ AC သတိကံရကစားသူအနာမြင်းအမတ်သုံးမအမြင်းတခါလည်းမကြတော့ရင်ဒါဆွဲလိုက်ဒါသတိကံမဟုတ်ပြရဘူးကိုသတိကံမှာဘုံသတိရှိတယ်လေကြားရအနာနှစ်ခုရဲ့ပေါင်းလက်ကကြံနာတော့ဘာဖြစ်လဲကြီးတယ်နော်သတိကံမှာဂုံသတိရှိတယ်အနာသုံးနာရှိအနာသနာပေါင်းလက်ကကြံနာတော့ဘာဖြစ်လဲကြီးတယ်တဘောကဒါဆိုရင်ဒီလိုမျိုးဆိုတာမြင်းတခါလည်းကြားတော့မှာမဟုတ်ဘူးဒါရောရှားသဘောပေါက်နော်အဲ့တော့အခုရှားတော့ဘာဖြစ်ကြအောင်ပြရမှာလဲ မြင်းတပြားတွေကြားချင်းအနာသီးတစ်ခုပါလုပ်ကြရမယ်။အဲရှားပြီးပေါင်းကြည့်ဖြစ်တစ်ခုဆိုရမယ်။အနာကြီးပြတဲ့ AC ရှားကြည့်ပေါင်းလက်ပါဖြစ်နေရမယ်။ပရနှစ်ခုပါဖြစ်နေရမယ်။ညီနေရမယ်။ညီင်ကော်လီနီယာဖြစ်။လက်တီရမှာပေါ့။အဲ ABC လို့လက်တီလိုက်။အဲ့တော့ဘာရှားမလဲ။ AB ရှားမယ်။ဒါဖော်မြူလာရင်းရလိုက်ရနော်။ AB ရှားတယ်၊ root စရတယ်၊ BC ရှားတယ်၊ root စရတယ်။ AC ရှားတာက root တွေမဟုတ်လေ။2 root စရတယ်။ ဂျာတော့ဘူးသူဘူးပေါင်းကြည့်ရမယ်အနာတိပြတဲ့ AB နဲ့ BC ပေါင်းကြည့်တယ် Rusi plus Rusi ဆိုပါရမယ်2 Rusi ရတာဒါဆိုအနာတိနှစ်ခုပေါင်းလက်ကအနာကြီးနဲ့ညီတဲ့အတွက်ကြောင့်ဒီအမှတ်သုံးဘက်ကဘာဖြစ်လဲ Collinear မြင်းတစ်ပြောက်လည်းကြားရဆိုပြီးရေးပြောနော်အဲ့ဒါဒီဟာလေးမှတ်တာပဲနော်သူကမြင်းတစ်ပြောက်လည်းကြားခြင်းအနာတိနှစ်ခုပေါင်းလက်ကအနာကြီးနဲ့ညီခဲ့လို့ရှိရင်အဲ့ဒီမှာရှိအမှတ်သုံးဘက်ကမြင်းတစ်ပြောက်လည်း Collinear ဖြစ်တယ်လို့သိရတယ် ရာ3 by 2အရှေ့ရ3 by 1မှာတော့တော့ plane တွေ line plane ရဲ့ equation plane နဲ့ပြိုင်တဲ့ plane equation နောက်တော့က plane ပေါ်မှာတောင်းမကြတဲ့ line equation တွေပြီးတော့ဗာဖြစ်လဲအမှန်တကူကြာကွာပြီခဏကရှောင်းရှင်းခဲ့တဲ့ distance ကိုရှာတဲ့ formula တွေတွက်ခဲ့တာပေါ့နော်အခုဒီပတ်တူမှာ lines မြင်းကြောင်းတွေ equation line equation တွေရှာတော့တွက်ထုတ်ပါပါနော်အဲ့တော့မတွက်ထုတ်ခင်ဆရာတော်ကဘာရင်သိရမလဲဆိုရင် line segment ဆိုတဲ့မြင်းပိုင်းဒါမှမဟုတ်လဲမြင်းပြတ်ပေါ့နော် line segment segment လို့ပြောရင်အဲ့ဒီမြင်းကဘာဖြစ်လဲစာမှတ်ရှိတယ်သုံးမှတ်ရှိတာဒါကိုဆရာတော်က segment လို့ခေါ်တယ်အကယ်၍ဆရာတော်ဒီလိုဆွဲလိုက်တယ်စာမှတ်လည်းမရှိဘူးသုံးမှတ်လည်းမရှိရင်အဲ့ဒါကြတော့ဘာလို့ခေါ်လဲ line လို့ခေါ်တယ်အဲအဲ့လိုမဟုတ်စာမှတ်တော့ရှိတယ်သုံးမှတ်မရှိဘူးအဲ့ဒါကြတော့ဘာလို့ခေါ်လဲ တက္ကမဒီမှာဒါအောင်များထုတ်ပြီးရေးပြတာလေဘာလို့ခေါ်လဲရေးလို့ခေါ်တယ်နော်ညင်းတန်းလို့ခေါ်တယ်နော်ငငယ်ကသင်ခဲ့ဘူးလေဒါမှငငယ်ကကြော်ခဲ့ရင်တော့မသိပေါ့အဲ့တော့ line ကကြတော့စမှတ်လည်းမရှိဆုံးမှတ်လည်းမရှိဘူး ray ဆိုတာကစမှတ်ရှိတယ်ဆုံးမှတ်မရှိဘူးစမှတ်ရောဆုံးမှတ်ရောရှိတာတက္ကမညင်းပိုင်းညင်းပြသူရဲ့ directive value ဆရာတို့တတ်ထုတ်เนาะအဲ directive value ဆရာဘယ်လိုတတ်ထုတ်မလဲပါဒါ ဟိုလာရတံပိုးပေါ့ကွာအလွယ်ဘာသာပြန်လို့ရှိရင်တော့သူရဲ့ဥတိဘတ်ကိုပေါ်ပြမဲ့တံပိုးပေါ့အော်လိုင်းစကမတ် PQ PQ ဆိုတဲ့မှာ PQ လို့ရှားသတ်မှတ်တာလည်းမြင်ပြပေါ့သူရဲ့ directive value ရှားတင်ရတာဘာလို့သတ်မှတ်လဲ LMM လို့သတ်မှတ်မယ်နော်ဒါဒါလေးမြင်သားမယ်နော် directive value ဘာလို့သတ်မှတ်မလဲ LMM ပြီးရင်သူ့ဘယ်ထဲမှာ angle bracket လို့ခေါ်တာပေါ့နော်ဓာတ်ကွင်းတွေထဲမှာ ဓာတ်ပုံစံလေဟိုမျိုးဒီလိုမရအောင်တော့ကာလီဘရက်ကလက်သေးကွင်းပုံစံမရအောင်တော့လက်သေးကွင်းပုံစံကဒါကိုးစနစ် point တွေပေါ်ပြရခါမှာသုံးတာတုံ့ဝင်လားတုံ့ဝင်မဟုတ်တုံ့ဝင်ရတယ်လို့လေတုံ့ဝင်ရတယ်လို့လေဒီလိုဓာတ်ပဲဖြစ်ရတယ်လို့ဒီလိုနော်အဲ့လိုမျိုးတွေထည့်ပြီးရရမှာ directive value ဆိုရင်နော်အဲ့လိုမရတာအမှန်မရဘူးပွဲအဲ့ဒီမှာတဲ့ဒီ directive value ကပီကျူဆရာစီမှာပီဆိုရမှတ်ရှိမယ်ကျူဆိုရမှတ်ရှိမယ်သူရဲ့တံပိုးပေါ်ပြရင်ဘယ်လိုပေါ်ပြမလဲလဲ မာကြာတော့ဒီမှာ relative value လိုချင်ရင်ဘယ်လိုလောက်ပြီးအောင်လဲအလွယ်ပြောရင်အဲ့ဒီ point တစ်ခုရဲ့အဲ့ချင်းတော့ဝါချင်းတော့ဓာတ်ချင်းတော့ပေါ့နော်အဲ့ချင်းတော့အနောက်ရရရှေ့ဦးတော့မနောက်ရစီမှာပါနော် p ကျူဆိုရင် q ရဲ့ x ကနေပြီးတော့ p ရဲ့ x ဝင်တော့ပေါ့နော်ပြီးရင်အလျောက် y ဆိုရင်လည်း q ရဲ့ y ကနေ p ရဲ့ y တော့လွယ်ပြောအနောက်ရရှေ့တော့ပေါ့အဲ့တော့အရှေ့တော့မယ်အလယ်တော့မယ်အနောက်တော့ပေါ့ပဲဒါအတိအကျပြောရမှာဖြစ်တယ်အဲ့ဒီ2 x1 comma y2 y1 comma ဇတ်တူမိုင်းနဲ့ဇက်ဝိုင်းအဲ့လိုအနောက်ရဲ့ရှေ့နောက်နောက်ရဲ့ရှေ့ကိုနောက်ပြီးတော့ရှာခြင်းကိုရှာတော့ပါလို့ခေါ်လဲသူရဲ့ဘာကိုရှာလို့သိရမယ် directive value ရှာတယ်လို့သိရမယ်ပြီးရင်သူရဲ့အဖြစ်ကိုဖော်ပြတဲ့အခါမှာဘယ်လဲထည့်ပြီးပြရမယ် angle bracket လို့ခေါ်တဲ့ထောက်ကွင်းနဲ့ထည့်ပြီးတော့ရေးပြရအောင်အဲ့ဒါမှားလို့မရအောင်နော်လက်သက်ကွင်းနဲ့ဆိုရင်အမှတ်မရပါဘူးဒါပေမဲ့တခြားစီဖြစ်အောင်ပါဒါချက်သိရမယ်နော်ဒါတော့သိရမယ်နော် directive value လို့ရှင်စာဘလို့လောက်မယ်လို့မှတ်လိုက်ရပြီနောက်တရားနေရှေ့ကိုနှောက်ပေါ်ဘလို့မှတ်လိုက်ရပြီပြီးရင်သူ့ဖော်ပြရင် ။ဒေါက်ကွင်းနဲ့ပေါ့ဗျာ။ဒါလေးမြင်တာတော့ဒါသူရဲ့ directive ပဲလို့ရှာတာပုံစံ။ဒီနှစ်ခုပဲတအားနော်။ရမနော်။နောက်တစ်ခု PG ဆိုတဲ့စကမတ်မြင်းပြရဲ့အလျားလို့ချင်းခဏဆရာတို့ရှာတာပုံစံပဲ။အလျားဆိုတာသူရဲ့ base down ရှာတာပဲ။ base down လို့ချင်းဘယ်လိုရှာရလဲ။ routine နှစ်သက်တင်ပါ routine နှစ်သက်တင်ပါ ဒါဘယ်လိုရမလဲ square root of h2 minus h1 to square plus y2 minus y1 to square plus z2 minus z1 to square အဲ့တော့အခုဆရာကြီးမှပြောရပြီးသား h2 minus h1 ဘာလဲသူလဲအဲဒီမှာလေ h2 minus h1 က l y2 minus y1 က m z2 minus z1 က n ဒါကြောင့်မို့နောက်ပုံစံဒီဘယ်လိုလဲရေးလိုက်ရ square root of a square plus m square plus n square ဆိုပြီးတော့လဲရေးလို့ရတယ်ဆိုပြီးသိရတယ် ဒါလည်းနင်းတာတာပေါ့နော်။ဒါသူရဲ့ဒါကတော့ PG ဆိုရက် line ရဲ့အလျောက်ရှာရပုံစံမျိုးဒါ relative value တွေပါဝင်သောပုံစံဖြစ်လဲရေးရလို့ဆိုတာကိုပြောပြခြင်း။အဲ့တော့အဓိကသိရမယ့်တစ်ချက်ဒီနည်းချက်သိရမယ်နော်။မြင်းကြောင်ရဲ့ relative value ဘယ်လိုရှာမလဲသိရမယ်။ပြီးရင်အဲ့ဒီမြင်းကြောင်ရဲ့အလျောက်ရှာတဲ့ဒီမှာ relative value ပါဝင်သောပုံစံဖြစ်လဲပုံစံမျိုးတွက်ထုတ်လို့ပုံစံမျိုးရေးလို့ရလို့ဆိုတာကိုသိရမယ်။